ာပါရှင်ကျမတို့ငုခတ်တာပါ TV ဦးမြင့်တန်ကြားရဲ့နေ့လယ်နနာရီချင်းတရားရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြအောင်ပါရှင်ရှမ်းပြည်နယ်မြောက်ပိုင်းကတန်းတက် TNL ထိန်းချုပ်ရာနမတူနဲ့မန်တုံမြို့တွေကိုအော်တိုဘားလ2ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်သေးဆုံးတာတွေရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ နမ်မတူမြို့ရှိရက်ကွက်ကဖုန်ကြီးချောင်းကိုအော်တိုဘားလ2ရက်နေ့မနက်9နာရီလောက်မှာဂျက်ဖိုက်တာနဲ့ဘုံကျဲသွားပြီးမန်တုံမြို့ကစစ်ကောင်စီတပ်စခန်းအဟောင်းအတွင်းကိုလည်းဘုံကျဲချသွားတယ်လို့သိရပါဗျ။ နမ်ဘတူမြို့ရှိရက်ကွက်ကိုလေကြောင်းလေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက်ဒေသခံ၃ယောက်သေဆုံးခဲ့ပြီးကလေးငယ်အပါအဝင်၈ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံကပြောပြပါရယ်။မန်တုံမြို့ဘုံကျဲမှုမှာတော့လူတွေထိခိုက်တာမရှိဘူးလို့ဆိုပါရယ်။နမ်ဘတူနဲ့မန်တုံမြို့မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့အော်တိုဘားလာ၂ရက်နေ့မနက်ပိုင်း9:23မိနစ်မှာဘုံတွေလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဖြစ်စဉ်အသေးစိတ်ကိုဆက်လက်ဖော်ပြသွားမယ်လို့ဖျက်ဆက်လက် TNL တတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါရယ်။ ယ်ရှင်နိုင်ငံရေးအရှုပ်ထွေးတွေကိုဖြည့်ရှင်းဖို့နဲ့တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့အစီအမံချက်တွေကြန့်ခိုင်ပါတီ USDP မှာရှိနေတယ်လို့ပါတီရဲ့ဥက္ကဋ္ဌဦးခင်ကြီးရဲ့မဲဆွယ်စီယုံပြောဆိုချက်ပေါ် NUG နဲ့တိုင်းသားပါတီတွေကဝေဖန်နေကြပါတယ်ဝေဝေတဲ့ပေးပို့ထားပါတယ်ရှင်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမဲ့ယူကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လိုရည် ျွန်တော်အခိုင်အမာယူဆပါတယ်။တိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်။အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံစစ်စစ်မပြတ်လည်လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပြနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ် နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးရှုပ်ထွေးတွေကိုဖြေရှင်းဖို့တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့စီမံချက်တွေကြံ့ခိုင်ရေးပါတီ USDP မှာရှိနေတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကပါတီရဲ့တရားဝင်စာမျက်နှာကနေတဆင့်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီလို့အများကသိတဲ့ပြောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက2010ခုနှစ်မှာပေါ်ပေါက်လာခဲ့ပြီးစစ်တပ်ကအငြင်းစားအရာရှိတွေအများပြားဥဆောင်မှုနဲ့ဖွဲ့စည်းခဲ့တဲ့နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်ပါတယ်။ အခုလိုစစ်တပ်အငိမ့်စားတွေဥဆောင်မှုနဲ့စစ်တပ်ကပအဝင်ပတ်သက်နေတဲ့ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပြောဆိုချက်ကဘာမှထူးခြားပြောင်းလဲဖြစ်လာမှာမဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာကဝေဖန်ပါတယ်။ဒီမှာနိုင်ငံမှာလက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကရှင်းနေရပါလိမ့်နော်။ဒီကျန်းဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အပေါင်းပါတယ်။အပြည်သူအာဏာကိုမတရားလုယူခဲ့လို့ဒါအခုလိုအခြေအနေမျိုးတွေရောက်နေတာပေါ့။အဲ့တော့ဒီအခြေအနေတွေကိုအဆုံးသတ်ဖို့ဆိုတာက အမေအွန်လိုင်းနဲ့အပေါင်းပါအချို့ကိုဒါဖမ်းဆီးပြီးတော့ဒါပြည်သူလူထုလက်ထဲကိုပြည်သူအာဏာပြန်အပ်လိုက်တယ်ဆိုရင်တော့ဒီအချိန်လေးအားလုံးကတော့ပြီးသွားမှာပေါ့နော်အဲ့တော့ဒီလိုအစီအမံမျိုးလောက်ရဲလားပေါ့အဲ့တော့ဒီလိုအစီအမံမျိုးမဟုတ်ဘူးဆိုရင်တော့ဘာမှဟိုဖြစ်လာမှာမဟုတ်ပါဘူးဗျလာမယ့်ရွေးကောက်ပွဲကဒါအဖြစ်ဖြစ်ပြီးတိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့နဲ့လူငယ်တွေရဲ့အနာဂတ်လှပဖို့ USDP ကကျွမ်းကျင်သူတွေနဲ့အတူခိုင်မာတဲ့စီမံချက်တွေရှိရလို့ပြောဆိုခဲ့တာပါ စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုစစ်တပ်နဲ့အာဏာရှင်အပေါင်းဖော်တွေကပဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်မယုံကြည်ရကြောင်းကိုရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ပါတီကလည်းဝေဖန်ပါတယ်ကျန်ခံရေးပါတီဆိုတာဟာစစ်တပ်ကယူနီဖောင်းကိုလှည့်ထားတဲ့နိုင်ငံရေးပါတီသားဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနေပေါင်းများစွာဒီစစ်အာဏာရှင်စနစ်ကြောင့်နိုင်ငံဟာချွတ်ချုံကျသွားပါတယ်။နိုင်ငံရဲ့တကယ့်ပြဿနာဟာ ီစစ်အာဏာရှင်တွေဟာသူတို့ရဲ့နိုင်ငံရေးအာဏာကိုမလွှတ်ရှင်လို့နိုင်ငံရေးထဲမှာသူတို့တွေပါနေလို့ကျွန်တော်တို့နိုင်ငံဟာအခုလိုချွတ်ချုံကျနေတာဖြစ်ပါတယ်။အဲဒါကြောင့်အခုကြမ်းခံရေးပါတီကတမ်းပြီပြန်လဲတိဆောက်ဖို့အတွက်သူတို့မှာပုံဖော်ဖို့အတွက်နိုင်ငံရေးညီမချက်တွေရှိတယ်စီမံချက်တွေရှိတယ်ဆိုရဲဟာကျွန်တော်အနေနဲ့ပြောရှင်ရိုင်းသွားရင်လည်းခွင့်လပ်ပါ နော်ဖာကောင်းကလှုပ်တဲ့ပီတာဆာပတ်ကြောက်ရေးပဲဖြစ်ပါလိမ့်မယ်နိုင်ငံရေးသမားတွေပြင် လူလူကလည်းဥခင်ကြီးရဲ့မဲဆွယ်စီယုံနေတဲ့မူရင်းပိုးဆောင်မှာမယုံကြည်နိုင်ကြောင်းပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်လက်ရှိစစ်တပ်ကောင်းဆောင်မင်းအောင်လာရဲ့ညွှန်ကြားချက်နဲ့စစ်တပ်အရာရှိတွေကိုရှာတူတိုးပေးကအငိမ့်စားနဲ့အရက်ဖတ်ပို့ပြီးဒီခိုင်ပြိုးပါတီကနေရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်စီတာမျိုးတွေလည်းရှိနေတာပါ စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ရဲ့စက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ချက်အရပါတီအလိုက်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းမှုမှာကြက်ခိုင်ရေးပါတီက1048ရောင်းတိုင်းသာစီလုံးညီညွတ်ရေးပါတီတာစာညာက904ရောင်းပြည်သူ့ရှေ့ဆောင်ပါတီက686ရောက်တို့အပါအဝင်ပါတီ6ခုတို့ကပါတီဝင်နေနဲ့ပြည်내နဲ့တိုင်းဒေသတတိပုဂ္ဂလစုစုပေါင်း923ရောက်ရှိတယ်လို့သိရပါတယ် ျမဟိုဝေပါ ARI တိုင်းမှာပြီးခဲ့တဲ့စက်တင်ဘာလတလအတွင်းညအချိန်တွေမှာ ACN အကြောင်းပြပြီးအရက်သားအယောက်90ကျော်ကိုဖမ်းဆီးခဲ့တယ်လို့စစ်တပ်နဲ့နှိစက်သူတွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလတရက်နေ့ကနေ30ရက်နေ့အထိတလအတွင်း ARI တိုင်းထဲမှာစစ်တပ်ရဲတွေနဲ့အုပ်ချုပ်ရေးမှူးတွေကညဘက်အချိန်တွေမှာ ACN အကြောင်းပြဆစ်ဆီးပြီးဒေသခံအရက်သားအယောက်90ကျော်ကိုဖမ်းဆီးခဲ့တာလို့ဆိုပါဗျ။ အောက်ချုပ်ရေးမှူးတွေရဲ့တရင်ပေးချက်အရဖမ်းနာရှိသလိုရှောင်းတခင်စစ်စစ်ပြီးဖမ်းခဲ့တာတွေလည်းရှိတယ်လို့စစ်ကောင်စီတိုင်းရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောပါရယ်။အဲစီရင်အကြောင်းပြပြီးအဖမ်းခံရသူတွေဟာပသိမ်ဖြာပုံဟင်းတရာရေကြီးလေးမျက်နာတုံပြော်နဲ့မအူပင်မျိုးနယ်တွေကအများဆုံးအဖမ်းခံခဲ့ရတယ်လို့စစ်တပ်ရဲ့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေကဆိုပါရယ်။ တလအတွင်းအဇင်းအကြောင်းပြအဖမ်းခံရတဲ့အရသားတွေကိုသက်ဆိုင်ရာနေမြေတပ်စခန်းနဲ့ရဲစခန်းတွေမှာဖမ်းဆီးထားပြီးတိုက်ပွဲရှောင်ရင်မိသားစုနဲ့အသိမိတ်ဆွေတွေစီခိတလာရောက်ခိုလုံနေတဲ့အရသားတွေအများဆုံးဖမ်းခံထားရတယ်လို့သိရပါပါတယ်ရှင်။ အနာသိစစ်တပ်ရဲ့ပြည်သူ့အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအခွင့်အရေးချိုးဖောက်မှုတွေနဲ့စစ်တပ်ကိုဒဏ်ရာရဒါမှမဟုတ်တွယ်ဝိုက်ထောက်ပံ့ကူညီပေးနေတဲ့နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုစုံစမ်းဖော်ထုတ်ပေးနေတဲ့ Justice for Myanmar JFM အဖွဲ့ဟာ2025ခုနှစ်အတွက် Right Livelihood Award ဆုကိုရရှိသွားခဲ့ပါတယ်။ ။ GFM ဟာဒီစုကို Pacific တွင်းများနိုင်ငံ Guam, Taiwan နဲ့ Sudan တို့ကသဘောပတ်ဝန်းကျင်အရေးအတွက်ဆောင်ရွက်သူတွေ၊ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ကူညီထောက်ပံ့ပေးနေသူတွေနဲ့စစ်ပေးဒုက္ခသည်တွေကိုကူညီတဲ့အဖွဲ့တွေနဲ့အတူတူပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။ GFM ဟာသူတို့ရဲ့တက်တီနဲ့အကျင့်ပြတ်ချစားနေတဲ့မြန်မာစစ်တပ်ကရှာနေတဲ့နိုင်ငံတကာရဲ့အကူအညီတွေကိုရော့ပါစေတဲ့သူတို့ရဲ့ရှေ့ဆောင်စုံစမ်းဖော်ထုတ်တဲ့နိလန့်တွေကြောင့်တိစုကိုရခဲ့တာဖြစ်တယ်လို့ Right Lively Ho Award ကထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့ပြီး9နှစ်နီးပါးကြာတဲ့အထိကြီးစွာသောကိုကျွန်းစွန်ပေးဆက်မှုတွေနဲ့စေအုပ်စုကိုဂုံရောင်ပြောင်မြောက်စွာဆန့်ကျင်တော်လှန်လျက်ရှိတဲ့မြန်မာပြည်သူတွေရဲ့အမခန်းတက်တိပြက်တိကိုဂုံပြုတဲ့အနေနဲ့ဒီစုကိုလက်ခံရယူပါတယ်လို့ GFM ကထုတ်ပြန်ထားပါတယ်။ right level ho award ကို1980ခုနှစ်ကတည်းကအစတန်တည်ထောင်ပြီးကမ္ဘာတစ်လောကသဘာပတ်ဝန်းကျင်ထိမ့်သိမ်းကာကွယ်ရေးလူအခွင့်ရေးရေရှည်တည်တတ်တဲ့ဖွံ့ဖြိုးတိုးတက်မှုကျန်းမာရေးပညာရေးနဲ့ငြိမ်းချမ်းရေးစတဲ့ကဏ္ဍတွေမှာဆောင်ရွက်နေကြသူတွေကရွေးချယ်ပြီးနှစ်ဆင်ဆုချီးမြှင့်တာဖြစ်တယ်လို့သိရပါပါတယ်ရှင်။ မြရီမျိုးတောင်ပတ်လေးကိကောမျိုးသက်အနီးမှာစစ်တပ်စစ်ကြောင်းတွေနဲ့ KNL ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးနှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိနေတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။အောက်ခံသတင်းပေးပို့ထားပါတယ်ရှင်။ KNL နဲ့မြရီမျိုးတောင်ပတ်ဝလီလမ်းမိုင်းမှာဆုံးရှုံးထားတဲ့ desk gun တွေကို ပြန်လည်ရယူဖို့ရုံးရနေကြီးပြကူရယူပြီးစစ်ကောင်မရှင်ကစစ်ကြောင်းကားကြောင်းနဲ့ဒုပေါက်ဝင်ရောက်လာတာကြောင့် ပြန်လည်ပြူပေါင်းတက်တွေနဲ့လေကိကောမျိုးသစ်ကြီးမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စတီမန်လာ29ရင်းကြီးကလေကိကောမျိုးသစ်ကြီးကရေကန်ကုန်းကလေးဘက်ကနေထူခေါဝင်ရောက်လာတဲ့စစ်ကုံချင်းစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲတွင်နှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိပြီးစစ်တပ်ဘက်ကထိခိုက်ကြဆုံးသူပိုများတယ်လို့စီရင်သတင်းမြစ်ကပြောပါတယ်။အဲတိုင်းပါပဲသူတို့ကျွန်တော်တို့ဒီလေးကိကောကိုသူတို့တက်လုံးနေတာမရသေးဘူးပေါ့ ျွန်တော်တို့ဘက်ကလည်းဒီရက်ပိုင်းမှာကြာဆုတ်ထိခိုက်ကြာဆုတ်မှုတွေရှိတယ်။ရန်သူဘက်ကတော့များတယ်ရန်သူဘက်ကများတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကလည်းဟိုထိခိုက်ကြာဆုတ်တော့ရှိနေတာပေါ့ဗျ။ဒီသူတို့ကတော့လူလဲပြီးစားနေတာပေါ့ကြာတာနေတိုင်းသူတို့ကြွက်ကကြာတာနေမှမနေတာ။ဒါပေမဲ့သူတို့ကဖြည့်စရာလူရှိနေတယ်လို့ဖြစ်နေတာပေါ့။ဟိုလူလူသားတို့လူသားတို့နိုင်နေတာပေါ့ဗျာစစ်ကြောင်းကတော့ဟို၄၅ကြောင်းလောက်တိကိုဖြတ်ပြီးတော့လာတာပေါ့အဲသူတို့က၄ကြိမ်တော့အတွင်းနာတိချင်းကက်လာတယ်ဒီဇိုင်းนี่ တော့ဒီ120နဲ့တော့ရှော့ပြစ်နေတာပေါ့လီလီနဲ့ကနေပါလေလီနဲ့ဒါပေမဲ့အဲ့လိုလမ်းပိုင်းကတစ်လုံးနှလုံးလောက်ပဲကျဲကာမီကာစီကတော့တစ်နည်းလုံးနှလုံးလောက်ချတယ်စတီမာနဲ့29ရက်နေ့မနေ့ပိုင်းကမြောက်မြို့တောင်ပဲဝလီလမ်းမင်းကမင်းလက်ပိုင်းကြည့်ရစာပင်ချောင်းကိုစစ်ကောင်မရှင်တပ်ကလုံးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒုံဘုံကျဲတိုက်ခိုက်မှုတွင်စာပင်ချောင်းပိတ်ထားတာကြောင့်ထိခိုက်မှုရှိခဲ့ပေမဲ့စာပင်ဆောင်ဆောင်ထိခိုက်ပျက်စီးခဲ့ပါတယ် ကျနေကမနေ့ဘောစမ်းစမ်းမှာဆွနေကြတယ်စီမြတော့မနော်လေးမနော်လာနာဟိုလိုဒရုန်းတော့စစ်စင်အောင်စီးပြီးတော့ဒီပတ်လက်မှာကြားရတယ်။အော်မိုင်းနိုင်စမ်းနိုင်မစရာ။ဟိုသူတို့ကတော့ဟိုရေဘော်တွေပေါ့ဆိုတော့ယူရသားဆိုတာသာမဲကြတာတော့လက်စိတ်ကမှကြောက်လို့ဝစီရသူတို့ကမထင်မင်းတို့ဖြစ်ထည့်တယ်လေ။လက်ရှိမှာလည်းမြောင်မျိုးတောင်မဲ့ကိုစစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်လာတာနဲ့နဲ့ကြီးရဲနဲ့ပြစ်ခတ်တာအပြင်လေကြောင်းရင်ကိုစိုးရင်ပြီး နေကေကောမင်းလက်ပန်ဘလူးယသိကူထီးမဲဝါခီစတဲ့ကြီးရာကထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာတောင်းအင်းမြစ်တစ်ဖက်ကမ်းထိုင်းငံကမ်းမဲနဲ့နှိစရာတွေမှာထွပြသိမ်းရှောင်ရပါတယ်ကျွန်တော်အောင်ခံပါ က်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးဦးမှာပါကာဇာကမ်းမြောက်ဒေသပေါက်ကွဲမှုတွေကိုအစ္စရေးတောင်ပိုင်းကနေအော်တိုဘားလတရက်နေ့မနက်ပိုင်းကတွေ့ရတာပါအစ္စရေးလေယာဉ်တွေနဲ့တင်ကားတွေကလူနေရပ်ကွက်တွေကိုညလုံးပေါက်ပစ်ခတ်ခဲ့တယ်လို့ကာဇာမြို့ကန်တွေကပြောပါတယ် ဂါဇာကမ်းမြောင်ဒေသဝန်စစ်တပ်ကတက်လို့ဗုဒ္ဓဦးနေမှာလူ935ဦးထပ်မနေတိဆုံးခဲ့ရတယ်လို့ဒေသန္တရကျမ်းမာရေးအာဏာပိုင်တွေကဗုဒ္ဓဦးနေမှာပြောခဲ့ပါတယ်။တိဆုံးသူအများစုကအခါစာမျိုးကလူတွေဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအစ္စရေးစစ်တပ်ကအခါစာမျိုးတော်မှာအပြင်းထန်ပုံကျဲတိုက်ခိုက်ခဲ့လို့လူတွေကိုတောင်ပန်းစီထွက်ဖို့အမိန့်အသစ်ထုတ်ပြန်ခဲ့ပြီးသူတို့ကိုမြောက်ပိုင်းစီပြန်ခွင့်ပြုတော့မှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်။ဂါဇာကမ်းမြောင်ကိုအစ္စရေးကအာယုတက်ကလေးကတိုက်ခိုက်မှုအတွင်းအနည်းဆုံးလူ61ဦးသေဆုံးခဲ့တယ်လို့ ဂျာဇီးယားသတင်းဌာနကအောက်တိုဘာ၁ရက်နေ့ည၁၀နာရီမှာအစီရင်ခံပါတယ်။ဂါဇာကမ်းမြောက်ဒေသတောင်ပိုင်းခန်းယူနစ်မြို့မှာကယ်ဆယ်ရေးအကူအညီရဖို့စ조사သူ၂ဦးသေဆုံးခဲ့တယ်လို့နတ်စားဆေးဘက်ဌာနကဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်တွေကပြောခဲ့ပါသေးတယ်ရှင်။ ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းကတ္တာမြို့ကအရန်စစ်တပ်ဌာနချုပ်အပြင်ဘက်မှာစက်တင်ဘာလ30ရက်နေ့ကအသေးခံဘုံးခွဲတိုက်ခိုက်မှုကြောင့်လူဆယ်ယောက်ထပ်မံတိုက်ဆုံခဲ့ပုံကိုရိုက်ကူးထားတဲ့လုံခြုံရေးကင်မရာ CCTV မှတ်တမ်းကိုရိုက်တာသတင်းဌာနကအော်တိုဘာလ10ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။ ။ area ရဲ့ဂျိုရုဓာတ်ပုံတွေနဲ့လုံခြုံရေးကင်မရာကရိုက်ကူးထားတဲ့မြင်ကွင်းတွေကိုက်ညီနေလို့လမ်းတွေနဲ့အဆောက်အုံတွေရဲ့ဒီနေရာပုံသဏ္ဍာန်ကိုအတိပြုနိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ video ရိုက်ကူးတဲ့ရက်စွဲကို video တောင်းကရက်စွဲတစ်စိတ်ကောင်းနဲ့တရားဝင်ထုတ်ပြန်ချက်တွေကနေအတိပြုထားပါဗျ။ဘုံခွဲမှုအပြီးတနတ်သမားအများပြားကဌာနချုပ်ကိုစီးနှင်းဝင်ရောက်ခဲ့လို့အရန်တပ်သားတွေနဲ့တနတ်ပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့ပြည်နယ်ဝန်ကြီးချုပ်စာဗရက်ဘူဒီကရုံးမြင့်တန်ကြားရဲ့မိန့်ခေါ်မှာပြောခဲ့ပါဗျ။တိုက်ခိုက်မှုအတွင်အရက်သားတွေနဲ့စစ်သားတွေ အပါအဝင်လူဆယ်ယောက်သေဆုံးခဲ့တယ်လို့ပြည်내ကျန်းမာရေးဝန်ကြီးဘတ်ကာတာကရိုက်တာသတင်းဌာနကိုပြောပါရယ်။နောက်ထပ်33ယောက်ထံရရှိခဲ့တယ်လို့လည်းဆိုပါရယ်။အသက်ခံရသူတွေထဲမှာအရန်တပ်သားတွေလည်းပါဝင်ပေမဲ့အရေးအတွက်အထူးကြကိုတော့မသိရသေးဘူးလို့သူကဆက်ပြောခဲ့ပါရယ်ရှင်။အခုအားကစားသတင်းကိုဆက်လက်တင်ဆက်ပေးဦးမှာပါ ဒီကနေ့မနက်အစောပိုင်းကကစားခဲ့တဲ့အီတလီချန်ပီယံနာပိုလီအသင်းနဲ့ပေါ်တူဂီချန်ပီယံစပိုရင်လက်စ်ဘောနိုဥရောပချန်ပီယံလီပွဲစဉ်မှာတိုက်စစ်မှုဝှိုင်လန်ရဲ့အတွင်းကိုရင်းနဲ့နာပိုလီအသင်းက2-2နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲစားကြတဲ့ကဧသည်စပိုရင်အသင်းကဖိကစားခဲ့ပေမဲ့အပိုင်အခွင့်ရတော့မရရှိခဲ့ပါဘူးပွဲချိန်36မိနစ်မှာတော့တက်ပြတ်တိုက်ဆက်ကနေဝိုင်းရကွဲလလိုဒီဘရိုင်းထိုးပေးလိုက်တဲ့ဘောလုံးကိုဝိုင်းလန်းကစပိုရင်နောက်ခံလို့နှစ်ယောက်ကြားကနေပြေးထွက်ပြီးအပိုင်ကန့်သွင်းကဥဆောင်ကိုကိုရယူခဲ့ရပါဘူး ကိုရပြီးရဲ့နောက်ပိုင်းမှာလည်းစပိုရင်အသင်းကပဲဖိကစားနေပေမဲ့ပထမပိုင်းမှာခြေပေါက်ကိုမရခဲ့ပါဘူး။ဒါပေမဲ့ဒုတိယပိုင်း62မိနစ်မှာတော့စပိုရင်ကစားသမားလူဝစ်ဆွာရက်ကပနတီကနေတဆင့်ခြေပေါက်ကိုပြန်သွင်းခဲ့ပါတယ်။ပွဲချိန်89မိနစ်မှာတော့ဒေဘရိုင်းရဲ့ဖြတ်တယ်ဘောကိုဝိုင်လန်ကခေါင်းတိုက်ပြီးနပိုလီရဲ့အတွက်အနိုင်ကိုကိုရယူပေးခဲ့တာပါ။ဒီကိုကြောင့် Manchester United အသင်းကနေအငှားလာကစားနေတဲ့ White Lan ဟာ Napoli အတွက်ပြိုင်ပွဲစုံ၅ပွဲကစားပြီး၃ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်ရှင်။ TV ဦးမြင့်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ကူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်